ါပါကဒါကျွန်တော်ကအခုကကလေးကြီးကတိုင်ဝဲကိုဥမာဖြစ်နေတဲ့ case ကိုကျွန်တော်ကဒါပြောနေရင်းနဲ့ပဲကျွန်တော်အဲ့မှာတတိယဝါတယ်သူတို့ကလမ်းပြောလိုက်တဲ့အချိန်မှာငဇွဲဆွဲအကြောင်းပါလာတော့ငဇွဲကိုကျွန်တော်ကတတိယဝါတယ်အာအရင်တော့ငါဆွေအရန်ထောင်းတာလေးစစ်ကြောင်းကိုကြားလို့စစ်ကြောင်းကိုဘာမှညာဘူးအခုအန်ယူဂျီဘက်လည်းဝန်ထမ်းကသူကစုပ်ပြတ်တက်နေတဲ့ဘဝတွေကိုသူတောက်ဆောက်ဘူးတလောဆိုဖွင့်လာတာကိုတွေ့ရတယ် ဝင်လာတဲ့သူဘာလို့ပြောနေတယ်လဲဘလို့ကိုကျွေးနေပြီလဲဆိုတာကိုကျွန်တော်တို့အထူးထူနားထောင်ကြည့်မယ်ကျွန်တော်ကပိုင်ရဲကိုခေါ်ပိုင်ကြီးပေါ့နော်အဲ့ဒီအကောင့်ကိုဒိုင်းရိုက်အားပေးတဲ့ညီကိုပေါ့နော်လေးနေမအဲ့ကိုလာပြီးတော့ကြည့်တဲ့သူကကျွန်တော် comment ရေးပေးပါဒီကောင်ဘာပြောချင်လဲဆိုတာပြီးတော့ဘသူတွေကိုဘယ်လိုမျိုး reaction လုပ်ပေးစေချင်လဲဘာလို့ကိုကျွန်တော်ကိုပြောချင်စင်လဲဆိုတာကိုကျွန်တော်ရဲ့ပိုင်ရဲကိုခေါ်ပိုင်ကြီးအကောင့်ကိုတောက်လျှောက်ကျွန်တော် join ပေးပါအဲအားလုံးအတူတူဆက်ကြည့်လိုက်ကြရအောင် အဲစင်မကောင်းစားတကူပြောပြချင်တယ်ဗျာအဲ့ဒါပါလဲဆိုလို့ရှိရင်ဒီစစ်အာဏာရှင်မင်းအောင်လှိုင်ဟာဒီစစ်အာဏာရှင် လူတစု အာဏာတည်နေရေးနဲ့သူကျူးလွန်ခဲ့ပြီးတော့ရာဇဝတ်မှုတွေကိုမခံရရေးအတွက် သူများရဲ့တာသမီမြောက်များစွာရဲ့အသက်ကို ချနှင်းနေတဲ့အကြောင်းအာဏာရှင်နဲ့စစ်အာဏာရှင်လူတစု အာဏာတည်နေဖို့အတွက်တဲ့နော်ပြီးတော့သူတို့လှုပ်ထားတဲ့အဲ ဟိုအပူတွေပဲဟောသူပြောတဲ့ဥစ္စာအဲအဲ့ဒါလေးကိုဖောက်ွက်ဖို့အတွက်ဟာဒီကောင်လေးက owner က share ကြီးကလာဆိုတော့ကျွန်တော်အဲ့မှာသဘောပေါက်သွားအဲတွက်ကြည့်လိုက်လေစေအနာရှင်တစုအနာဒီရောဆိုရွေးကောက်ွက်လုံးမလားငယူးရဲ့အခုရွေးကောက်ွက်ကိုမင်းတို့ပဲနှောက်ရက်နေတာမဟုတ်ဘူးလားဟမ်ဒီတော့ပြောလို့ရရင်လည်းဟာသတရားဖြစ်တယ်ကွာပြီလားအကိုပါကြီးကပြောလို့ရရင်ကိုပါကြီးဘာဖြစ်တဲ့ညာဖြစ်တဲ့ပြောဦးမယ် အဲ့တော့ရွေးကောက်ဝဲလုပ်ပြီးတာအာအာနာတီမြဲဘူးလားဟမ်ဟိကောပြီးတော့ဘာဖြစ်လဲသူတို့လှုပ်ထားတဲ့ဒူးဆိုင်မှုသူတို့လှုပ်ထားတဲ့အမှုတွေဘာညာကံတော်လေးဖြစ်ဖို့တဲဆိုဟဲ့တကယ်လှုပ်သွားပြီးတော့မဲခိုးလာမင်းတို့အခုအဖွဲကောင်နေတဲ့အန်ယူဂျီအကောင်ကြီးလေအကောင်လုံးခိုးလိုက်တဲ့ဟာတွေကနည်းနည်းနောက်နောက်မဟုတ်ဘီလီယံတွေပေါင်းများစွာဟူနိုင်ငံတွေကခိုးယုတ်ပြီးတော့ဘုံထွက်ပြေးကြတဲ့ကောင်တွေကြီးပဲနိုင်ငံကနိုင်ငံချင်းရောရောင်းစမ်းတော့အဲ့တော့မင်းတို့က ဘလို့တွေမှားနေလဲတော့လဲငါလည်းမသိဘူးဘလို့တွေမှားပြီးတော့များအတွေးတွေအခေါ်တွေကဘလို့ဒီဖြစ်သွားကြတလဲတော့မှာငါစဉ်းစားလို့မရဘူးလို့ပြောတဲ့စကားကိုပဲငါပြန်ပြောမှာပါအာကျန်တဲ့ကိစ္စတော့မပြောပါဘူးနော်နော်ညီတော်မေတို့တော့ငါကြည့်တာတော်တော်တနာလာတယ်ဘာဖြစ်လို့မင်းတို့တော်လည်းအေးစားလို့တဲ့အချိန်မှာမင်းမျက်နှာအဲ့လိုမျိုးမင်းမျက်နှာငါကြည့်လိုက်တယ်ဟာဒီကောင်လေးကအာအဲ့ဒီချိန်တော့ငါဒါလေးစိတ်ဝင်စားအောင်နော်စိတ်ဝင်စားအောင်မင်းတို့တက်လာတဲ့ပုံစံတော်လိုင်းကြီးတော်လိုင်းကြီးဆိုငါလည်းပဲမင်းတို့ဘာလဲဆိုတာပဲကြည်တာ တတ်မောင်ကဘာမှမသိဘူးတို့ကလည်းဘာမှမသိငါတရားဤသားတယ်မှာငါလည်းဘာမှမသိဘူးအဲ့တရားဒါတွေငါသိဝင်သားဘူးငါတို့ကအေးစေးသမားလေးဒီကမှာကဲသွားမယ်ဘာညာကလပ်သွားမယ်ပါဒါလောက်ပဲငါတို့ကစိတ်ကူးရင်နေတဲ့ကောင်လှုပ်တဲ့ကောင်အဲ့တော့မင်းတို့ပုံလေးတက်လာကြည့်တာဟာဒီကောင်လည်းကိုလုံးကိုမောင်လည်းမိုက်တယ်တော်ကီတရားလည်းကောင်းတယ်ဟာငါစိတ်တွေပါကြွရအဲ့မှာမင်းတို့ကအဲ့မှာစသတီးတာမဆွဲဆိုပြီးစသတီးတာအဲ့တော့အိမ်မှာဟာကလေးတွေပါစစ်ကြောင်းဥပါရမင်းကကိုလိုကတော်တော်နဲ့လောက်တာနောက်မှမင်းမဘော်ဒီကတ်၄၅ရောင်းနဲ့အမှတနက်တွေထောင်လာငါ တဲ့အနုပညာသမားဆိုငါဒါတွေရောအာယုန်နေကြပြီစိတ်ကူးတွေရင်းနေအဲ့တော့မင်း software မင်းရုပ်ကကြည့်ကောင်းသေးတယ်အခုကမင်းကဘလို့ပြောပါအိုကြီးချမ်းမှပြောပါမင်းအဖိုးယူကြီးပြောပါမင်းဘလို့ဆိုစိတ်ချင်းရနေမှာဆိုငါခံစားမိတယ်ငါတို့အနုပညာသမားလူတယောက်ရဲ့အတွေ့အကြုံကိုလည်းခံစားတတ်တယ်အပြင်မျက်နှာမြင်လည်းခံစားတတ်တယ်လက္ခဏာပေါ့ကွာလက္ခဏာမင်းတို့ကလက္ခဏာကိုကြည့်လိုက်ခံစားတတ်မင်းတော့ဘလောက်ခံစားနေရလဲဆိုတော့ငါသိတယ်အဲ့ဒါကြောင့်ပြည်သူလူထုတွေလည်းငါတို့ share နဲ့မျှဝေပြီးတော့မင်းခံစားမှုကိုပြောမျှဝေပေးမယ်เนาะအဲ့တော့မင်းဆက်ပြောလိုက်နားထောင်ကြည့်မယ် ခုနောက်ပိုင်းတိုက်ပွဲတွေဆိုရင်စစ်ကောင်စီကလူရင်အားဘယ်တော့ပတ်ဆိုင်ရင်အလွန်ကျုံတုံးပြီးတော့မှအခုတော့ ਵਾਇ ဆိုရင်လည်းပါစားရလူအရာကိုပြောပါလားဟဲ့တပတ်စို့9ဆယ်ပတ်စို့9ဆောင်အပတ်စစ်တရားဆို9ခိ10ခိငါမင်းကိုကျွန်တော်နဲ့တန်နေတော့မှာတိလား ဲ့ဒါပဲပြပြမယ်မင်းတို့ကဘာလဲဟိုမှာလူ20လောက်ရှိတဲ့ဟာကိုဝိုင်းလိုက်တာ5900ဟောငေါ်အော်ရီလိုက်ချာအမလေးနိုင်သွားပြီကြာပြီစကြောင်းဘူးဘူးအဲဘယ်ရမှာဘယ်ရပါနေမလို့အော်ခဲ့တာအခုကျတော့တန်လောင်းအင်းလိုက်အားကြီးနေလဲခြာလဲခြာကောင်းမင်းတို့ကအဲ့မှာဘာဖြစ်မှန်းလဲအခုလိုဖြစ်သွားငိုးစမ်းနေချီးစမ်းနေချွဲတယ်နေဖြစ်ကုန်တိုင်းမျိုးလုံးကတနာပါတယ်ကွာမင်းကငငယ်ငယ်တည်းကလိုက်ပြောအဲကြည်နေတာဆိုတော့မင်းငငယ်ငယ်တော့ပြောပါငငယ်ငယ်တော့ပြောပါမင်းနည်းနည်းနေငယ်နေတဲ့အချိန်ရုပ်တရားကွာနည်းနည်းကြည်ကောင်းပါလိမ့်မယ် အဲ့တော့မင်းမင်းသားတင်မှုစဉ်းစားနေတယ်တင်ဖို့ပဲရောက်သွားလို့ဆက်နားတော့မှာရောက်အဲ့ဒါပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်းနေရမိမိအာနာတီမြဲရေဟိုမိမိချူးလွန်သောရာဇဝမှုတွေမခံရရေးအတွက်ဘလို့ပဲနိုင်နိုင်နိုင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့သူလောက်တာပေါ့နော်ဘလို့မျိုးလဲဆိုတော့အဲ့တော့အစ်ရဲ့သဘောတဘာဝကပတယ်ဆိုင်လာတဲ့အခါဒနာအင်အားအားနေတဲ့သူကနောက်ဆုတ်သွားတာပေါ့အဲ့တော့ကျွန်တော်တို့ ရဲ့ဒနာအင်အားစစ်ကောင်စီကသူများအသက်နဲ့ဖြုံးတာပေါ့ဥမာမင်းတို့ဘလောက်ပြစ်နိုင်လဲပြစ်ပေါ့မင်းတို့ပြစ်လို့ကုံမဲ့လူဟာငါတို့မှာအစားထိုးဖို့အဆင်သင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲတိုက်ပွဲဝင်လာတာတွေကိုတွေ့ရတာပေါ့နော်အဲဟို2021 2022ကတိုက်ပွဲဝင်တော့ဆိုအဲ10ရောက် စနေရောက်တိုက်ပွဲတပွဲအဲ့လောက်တန်းရပြီဆိုသူတို့စက်မတိုးဆုတ်သွားတာတွေပါလိရှိတယ်အခုနောက်ပိုင်းတိုက်ပွဲတွေဆိုအဲ့လိုမဟုတ်၄50 10နဲ့ချီရာကနန်းကတ်တဲ့အထိတဘုံဘုံလဲကြနေတာတောင်မှအဲ့လဲကြနေတဲ့လူတွေကိုထက်နင်းပြီးတော့မှနောက်ကနေတွန်းတင်ပြီးတက်ခိုင်းတဲ့တိုက်ပွဲမျိုးတွေပေါ့အဲ့ဒီကောင်းနေရဟိုအလူခံပြီးပြစ်ကတာဘလောက်ပြစ်နိုင်မှာလဲဆိုတဲ့ပုံစံမျိုးလူနဲ့ရင်းပြီးတော့မှတိုက်တဲ့တိုက်ပွဲတွေပေါ့နော်အဲ့လူနဲ့ရင်းတဲ့လူတွေကဘယ်သူတွေလဲဆိုကျွန်တော်တို့အခြေခံလူတန်းစားတယ် မတိမနာလေလို့ပါတာအဲပါစာဆွဲခံရတဲ့သူတွေအဲပေါ်တာဆွဲခံရတဲ့သူတွေပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ကြောက်လွန်အားကြီးလို့နော်ပေါ်တာဆွဲခံရတဲ့သူတွေအဲဒီလူတွေရဲ့ဘဝကိုသူတို့အာနာတင်ငယ်ရေးအတွက်ချနှင်းပြီးတော့ဟိုလောက်တာပေါ့နော်အဲသူတို့ကတော့ အာမေကောပေါ်လာတဲ့အချိန်လို့ကလည်းရရမယ်တော့ကြည့်ပါလားကွာဟဲ့ကောမင်းလိုင်းလေးပေါ်မှာလည်းတက်နေအာအပတ်စဉ်မလောက်စဉ်ကနေလိုက်ရတာအကုန်းကြီးလေးနဲ့ဆွဲနေလိုက်ရတာကွာမင်းပြောတော့စိတ်သေးတာပြောတယ်ငါတွေ့ရတာတော့အကုန်လုံးကခုံပျော်ရွှင်နေကြတာရွယ်အဲ့ကောပါတာတွေပါတာတွေပါတာဆိုနိုင်ငံတော်ဝန်ကိုထမ်းဆောင်နေတဲ့နိုင်ငံရဲ့တာကောင်းယန္တနာတွေကပြည်သူရဲ့တာကောင်းယန္တနာပါတာဆိုတာမမှတ်တာနော်ပြည်သူစစ်ဆိုပဲအဲအဲ့ဒီပါတာကပြည်သူရဲ့အာကောင်းယန္တနာတွေကအဲ့တော့မင်းတို့အကြမ်းဖက်ကိုတိုက်ဖို့ခိုင်ဖို့ဆိုတာက လူအင်အားမသုံးလဲနဲ့နဲ့အင်အားအတာလေးသုံးလို့ရတယ်။နော်တမ်းလောင်ကဒါနိုင်ငံတော်ရဲ့ကာဝေးဥစ္စယုတ်ကြီးကငဲညာနေတဲ့တနာနေတာကမင်းတို့ကဟုတ်လာပြီငါတို့ကတော့ဆရာဖြစ်ပြီ၁၂ယောက်လောက်ရှိတဲ့တိုင်နေရောက်အယောက်၁၀၀လောက်ဝိုင်းတိုက်လိုက်တော့ငါတို့ကဟာဆရာကြီးငါတို့ကအထိုင်ဖြစ်ဆိုလှုပ်တာလေ။အခုကျတော့ဘာဖြစ်သွားလဲဆိုတော့အော်တမ်းလောင်ကတကယ်လဲစစ်တပ်ကစစ်တပ်ပုံစံမျိုးတိုက်လာပြီစစ်သားစစ်သားလိုမျိုးဖြစ်လာပြီဆိုလဲဆိုလဲဆိုရောအခုလိုငိုတဲ့နေပါပြီးတော့ငါပြောချင်တာချက်ပြောတော့တာ ပြောချင်တာရှာပြတာအရင်တော့အဲ့ကောင်အဲ့လေတံမဟုတ်ဘူးเนาะဘာဖြစ်လဲညာဘက်လက်ဖြောက်တော့လို့ရှဲတီးတာเนาะအာနောက်ကဘတ်ပိုင်းနေတဲ့အမကြောက်သား uniform တွေဝယ်ဒီကောင်ရှဲထုတာအခုဒီကောင်ကအဖိုးကြီးုံပုံစံမျိုးလဲပေါက်သွားပြီးတော့တကယ်ကိုဒီကောင်တော်တော်ဆိုင်ဆင်းနေတဲ့ပုံစံရှိတယ်အဲ့ဒါဆိုတွေ့တာကြည့်တော့တပ်တော်အင်အားတပ်တော်ရဲ့လှုပ်ဆောင်ချက်တပ်တော်ကဘလောက်ထိအေးဇာတိတွေးဇာတိမှန်နေတက်ကြပြီးတော့အခုတက်လာတဲ့ပြည်သူစစ်တားကောင်းယန္တနာလေးတွေကဘလောက်ထိဇာတိတွေးဇာတိမှန်တက်ကြွနေလဲဆိုတာဒါတိရှိလို့ရပြီသူပြောတာနဲ့ကျွန်တော်တွက်ချီလို့ရပြီ ိလို့ရပြီဟုတ်လားအဲတောင်းတော့ရဲ့အနာထိလဲရတာလည်းပဲဒါအားလုံးသိတယ်မဲမတမောင်ဘုဖြစ်တယ်မဲမတမောင်ဘုဖြစ်တာကိုမဲပြတ်ရွေးပေးပါဆိုပြီးတော့ပြောတာလဲ၃ငါပြောပြောလို့မရ၄ငါပြောပြောလို့မရနောက်ဆုံးကျတော့အဲမဲမတမောင်ပြီးတော့အနာထိလိုက်ထိလိုက်တော့ခိုးလိုက်တဲ့ပတ်စံတွေကလည်းတော်အောင်စီကတန်းတန်းတော့မဟုတ်တက်တမ၅တန်းတော့တော့အမေကမှာတော့အလိုက်တယ်ဂျားလေးမှာအများကြီးပဲကြံတဲ့ဟာတွေကတော့ပြောတဲ့စံတော့မရတော့ဘူးပြဒါတွေကတော့သူတို့နေရာတွေရောက်လို့ရှိရင်နေရာရတယ်လို့လုပ်နေကြတဲ့သူတွေဆိုတော့ကျွန်တော်တို့ကဒီနေရာလေးစီဝင်မဆော့ပဲတော့ဘူးပြနော် ဲ့တော့ဒီဘက်ရိုးရိုးပဲပြောမယ်တကယ်တကယ်မဲမတော်မှမလုပ်တဲ့ဟာတွေဒီကောင်းကြီးကမသိတာလားမသိအောင်ဆောင်းတာလားဘလို့လဲမယူတာလားတော့မသိဘူးအခုတောင်းတော့တကယ်လဲတိုက်ကောငိုပြီးချက်မှလည်းဖြစ်ကုန်ရောကိစ္စနားထောင်ကြည့်ဦးမယ်နည်းနည်းပြီးထည့်တိရောအဲ့တော့ကျွန်တော်တို့ဒီစီကုံဟာသူတို့နိုင်တယ်ထင်တာပါတော်လန်ရေးသမားဆိုတာကတော်လန်လူစိတ်မပြောင်းမချင်သူတို့မနိုင်ပါဘူးဟုတ်လားဘယ်နိုင်မလဲဟုတ်လားကျွန်တော်ဟိုပတဲရေဆိုင်လို့ဖြစ်ရရင်ဟိုချောင်းပြစ်မယ်ဟုတ်လားတဖြည်းဖြည်းတော့သူတို့အင်အားချိနေသွားမှာပဲ ဟုတ်လားမြန်မာပြည်ကအခုဆိုရင်လည်းနိုင်ငံခြားထွက်တဲ့သူနဲ့ပြည်တွင်းမှာကြံတဲ့သူကလည်းတော်တော်လေးကိုလဲပါလာပါဘူးအဲ့တော့သူတို့လည်းဘလောက်သူများသားသမီးတွေခြားကြည့်နိုင်လဲကျွန်တော်တို့လည်းဘလောက်တော်လာနိုင်လဲပေါ့အဲချင်းစီတာတခုကတော့အဲဒီညီကောင်တို့မတွေအနေနဲ့စစ်ကောင်စီကဆွေးရပေါ်တောင်ရှောင်းဆွေးခြင်းတယ်ပေါ့ဘာလို့ဆိုတော့အရင်ရက်ဆက်လုံးလည်းဒီစကားတွေကိုကျွန်တော်ပြောနေတာကစစ်ကောင်စီနဲ့ကျွန်တော်တို့ဒီရန်ဘတ် ြစ်နေလို့ပြောတာမဟုတ်ပါဘူးလူသားတယောက်အနေနဲ့ဟိုဟိုဝမ်းလဲလာလို့ခံစားပြီးတော့ပြောတာပါဘောနော်ဘာဖြစ်လို့စစ်ကုန်ကြည့်ရပြီးတော့စင်ကျင်မဲ့ဆိုအလောက်ထိရက်ဆက်ရက်တာလဲအလောက်ထိရက်ဆက်ရဲတာလဲဆိုတော့လူသားတယောက်အနေနဲ့ဟိုဝမ်းလဲတဲ့ထိတောင်ဖြစ်ရတာဘောနော်ပြောကအဲ့လိုပဲပြောပါမင်းပြောတာငါမျက်ရည်ကကျကျင်လာရောငါလည်းမင်းပြင်အဲ့လိုမျိုးမျိုးစိတ်မကောင်းဘူးက ဒီနေရာမှာပြောချင်တာလေးကတော့ရေရိုးလေးပဲပြောချင်ပါတယ်သူတက်မော်ကဘာကြောင့်စစ်မှုထမ်းဥပဒေကိုခေါ်ဆောင်လာတလေရခိုင်အောင်စစ်မှုထမ်းဥပဒေသာပြဋ္ဌာန်းပြီးတော့2010လောက်မှာစစ်မှုထမ်းဥပဒေပြဋ္ဌာန်းတာတော့ဗိုလ်ချုပ်ဇန်းလက်ထက်တရားရှိတယ်သို့တော်လည်းပဲစတဲ့အကောင့်တွေဖော်လာတာတော့ဥမေအောင်လိုင်းလက်ထက်မှာအကောင့်တွေဖော်လာတာရှိတယ်အကောင့်တွေဖော်လာတာဒါဘာကြောင့်ဒီစစ်မှုထမ်းဥပဒေကပေါ်လာလဲဒီတရားစားတွေလုံးလို့နော်တက်မော်မှာတွားသူတိုင်းပြီးကာကွယ်ဆောက်ရှောက်ဖို့တော့ကိုဒါမလုံလောက်သည်တုံလောက်သည်ဖြစ်နေလူတယောက် တက်မလော်သားအယောက်တစ်ထောင်လောက်ချီရမယ့်နေရာမှာတက်မလော်သား100လောက်နဲ့အင်အားဟိုမမြဝဲနဲ့တိုင်းမျိုးကောက်ကောက်ဆောက်ဆောင်တယ်လေဒီဘဝမှုတည်ပြီးတော့တိုင်းမျိုးရဲ့ဘန္နာခွန်နေအခက်အခဲတွေဆုံးရှုံးမှုတွေဖြစ်မှာဆိုလို့တက်မလော်ဘက်ကနေပြီးတော့မှလုံအပ်တာတွေကိုမဖြည့်ဆည်းဘဲနဲ့ထားလိုက်တာတပိုင်း ော်ဥမာပေါ့စစ်အရာတိုးချဲ့ရမယ့်နေရာမှာစစ်အရာမတိုးချဲ့ဘဲနဲ့ဒီတိုင်းထားထားလိုက်တာတပိုင်းအဲ့ဒါကြောင့်ဒီကောင်လေးတိုက်ခိုက်လို့ရတော့တာရှိတယ်အခုတပ်မတော်ကနိုင်ငံကိုကာကွယ်ရမယ်နိုင်ငံကိုစောင့်ရှောက်ရမယ်နိုင်ငံထဲမှာရှိတဲ့လူသားမျိုးလူသားတွေရဲ့တာဝန်သာဖြစ်တယ်ကိုယ်နိုင်ငံကိုစောင့်ရှောက်မှာကိုယ်နိုင်ငံသားတွေတာဝန်သာဖြစ်တဲ့အတွက်နိုင်ငံသားတွေကိုစစ်မှုထမ်းဆောင်စေတယ်ဒါလည်းပဲဘာကြောင့်ထမ်းဆောင်စေရလဲဒီတောင်သားတွေအအကြမ်းဖက်လုပ်ရက်ဒီဒါတိုင်းပြည်ကိုဖျက်ဆီးတဲ့လုပ်ရက်တွေလှုပ်လာလို့ဒီလိုမျိုးဥပဒေနဲ့ပြဋ္ဌာန်းပြီးတော့မှဥပဒေနဲ့လှုပ်ဆောင်တာဖြစ်တယ် ဒါမြန်မာကနိုင်ငံတော်ဖြစ်တယ်။ဒီအောင်တွေကလောက်ဝမနိုင်တော့ဆိုတာသူတို့သိတယ်။တိတော့ပါဖြစ်လဲဆိုတာအကျန်းဖက်လုံရက်လုံမယ်။တော်လန်လိုစိတ်မကြအကျန်းဖက်ပုံကံလိုစိတ်ရှိနေတယ်မှာဆိုတာဒီအောင်တွေကမသိမချေးပုံကံနေဦးမှာပဲ။မသိမချေးပုံကံနေဦးမှာပဲ။အဲ့တော့ဘယ်နာရလဲတယောက်ရတယောက်၆ပြင်းမှာပြေးမယ်တောက်တော့ဒုံးတွေဘုံးတွေနဲ့လိုက်မယ်တင်မယ်။ဒီဟာလေးနောက်ဆုံးဟိုဘကဘလိုဟာကြီးတော်မယ်ကွာတောက်တော့ရဖြိုချပလိုက်တာပဲ။ဘာကောင်းမှလောက်မရှိဘူး။အခုသာသာထထလို့မထထကြံယူဖြိုမယ်ဆိုလိုက်ကြည့်လိုက်ကြောင်ဘယ်လောက်ဖြိုမလဲဆိုတာကျွန်တော်ကြည့်ရမှာနော်။ ဲ့တော့အဲ့လိုသာတတ်မှာကဒီအကြဖက်တွေကဒီကောင်တွေစိတ်တက်ဒီကောင်တွေအောင်တန်းစားတယ်ဒါပဲရှိတယ်ငိုပြတာတော့မှသူများကိုဟိုကိုကတော့ဘလို့ဖြစ်တယ်ဆိုငိုပြတာတော့မဟုတ်ဘူးကိုချောင်းဆိုတဲ့အဖြစ်ကိုတစ်ချက်မှမမြင်တော့ဘူးဒီကောင်တွေကနော်ပြည်သူဆက်စစ်မှုတန်းဥပဒေကြောင့်အပေါ်လာဆက်ကဝန်တန်းလာလို့ဒီလိုချတဲ့လာလို့ငါငါတို့ကဒီလိုမျိုးပုံငန်းလိုက်လို့တိုင်းပြည်မှာလိုအပ်တဲ့တိုင်းပြည်က ပျက်စီးသွားမှာဆိုတဲ့အတွက်ဒါတမ်းတော်ကကာကွယ်နေရတဲ့မြန်မာနိုင်ငံကိုကာကွယ်စားကြတဲ့တမ်းတော်ကမြန်မာနိုင်ငံသားတွေကသူတို့ရဲ့တာဝန်ရှိတယ်သူတို့လည်းဝေပြီးတော့ငါတို့ကြောင့်သူတို့ကပြန်ပြီးတော့ငါတို့ကိုပြန်တိုက်ရပါလားငါတို့ကအေးတကြမ်းနေပါမယ်ဆိုတော့တစ်ချက်မှမတွေ့တစ်ချက်မှမပြောဘဲနဲ့အတိလဲမမှန်အမြင်လဲမမှန်အတွေးလဲမမှန်တာဒါဒီကောင်လေးသိရှိပါစေအားလုံးလည်းပဲဒါကျွန်တော်ညီဝန်သားတွေပြောချင်တာတစ်ခုရှိတယ်အခုပြည်သူစစ်ဘုရားဥပဒေဆိုတာကအခုဒီချိန်မှာကျွန်တော်တို့ ပြဌာန်းတာကိုတွေ့ရတဲ့အချိန်မှာစစ်ဗုဒ္ဓံဥပဒေရဲ့အခက်ခဲတွေဂျားတွေမှာကျွန်တော်တို့ကြားသိရတဲ့အဲရာတွေကိုလည်းကျွန်တော်တို့အများကြီးတွေ့ရတယ်။နော်အများကြီးတွေ့ရတယ်။ဒါလည်းပဲဒီအဲရာတွေလည်းပဲစနစ်တကျဆိုရင်လည်းပဲပုံပြီးတော့ကောင်းသွားမှာပေါ့။တမလောက်ကာဝဲဦးစီးချုပ်ကြလည်းပြောတာပါလေလိုအပ်တာတဲ့အတိုင်းတာနဲ့အင်အားပြည့်ပြီဆိုရင်ခေါ်ဖို့ဆိုတာကသူတို့ကစဉ်းစားပါအောင်မယ်မခေါ်တော့ဘူးလို့ပြောတယ်။ကျွန်တော်အနေနဲ့ကတော့လိုအပ်တဲ့စိတ်အင်အားပြည့်ရင်လည်းပဲနှစ်နှစ်မဟုတ်တော့မှတတဲ့တန်တန်တန် စေပညာတင် जा ပြီးတော့မှအကျင့်ဆိုင်တာတွေကောင်းမွန်လှုပ်ဆောင်သင်ပါတယ်လို့ပြောရင်အားလုံးကျန်းမာစေကြောင်းဆုမခေါ်တောင်းပါတယ်ဗျာအဲ့တို့ဘီလေးရပူပူပဲနေတိုင်းသတင်းလေးတွေလာပြောလို့ပြောလို့ပါဘောအေးအေးအေးဘုံဘုမတ်မိပါသေးဘုံဘုကအတက်ကကြည်လာပြီဆိုတော့မတ်ညံတွေကလည်းတိတ်မကောင်းတော့ဘူးကွာဘုဘကိုတည်နေလာ ပြောတာပေါ့ဟုတ်လားဟုတ်တယ်ဘုဘရဲ့အေးအေးအေးဘုဘနားထောင်မယ်ကွာ ။အဲ့ဒါသမီးပြောပြမယ်နော်ဖို့ဖို့နော်။အေးဘောပြောပြောပြောဖို့ဖို့နားထောင်မယ်ကွ။ မန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်ချောင်းကြီးရွာအနီးပတ်ဝန်းကျင်မှုတဲ့မြမစစ်ကော်မရှင်တပ်မတော်ကြီးကတဲ့လေချောင်းကနေတဲ့လေရင်နဲ့ဘုံကျဲပြီးတော့တဲ့စီရေးအရရေးယူခဲ့တယ်တဲ့ဒါလို့ရေးအဲဒီမှာအကုတ်သိကုတ်ပြီးပေါ့သိကုတ်ပြီးပေါ့ဖိုးဖိုးရဲ့အကျန်းဖတ်ဆိုတဲ့ခွေးတောင်သားလေအကုတ်သိကုတ်ပြီးပေါ့သိကုတ်ပြီးပေါ့ဖိုးဖိုးရဲ့ဟုတ်အခွေးတောင်သားတဲ့သိလို့ရှိရင်ငိုင်ရဲပြီးပို့သွားရမှာတိဟုတ်တယ်ဖိုးဖိုးအခွေးတောင်သားတွေက ဘုဘုကဘုရားတရားလုံတော့တိတ်မပြောချင်ဘူးအကုဒုလေးများတဲ့ကောင်းနေပြီလားငရဲ့ကြီးရွှတ်တဲ့ဟိုးဟိုးအောင်ဆုံးအဝေးစီးတတ်ကိုရောက်မဲ့ကောင်းနေဘယ်ဘုရားကြောင်းကန်းသိပြီးပထိုးမမတိအော်တကြီးရွယ်အောင်မမတိမတိတ်ချင်းလိုက်ပါဗျအဲ့ကောင်ဒီအဖွဲ့အားပါ PDF တွေလားဟာအကျန်းဖတ်တွေ PDF တွေအကျန်းဖတ်တွေဟုတ်တယ်ဘိုးဘိုးကြီးအမှတော်တော်တိတ်ဝကြတယ်ပေါ့ဟုတ်တယ်ဘိုးဘိုးကြီးပထမတစ်ချိန်ဘုံလာကျဲတာဘိုးဘိုးကြီးအဲ့ဒီမှာတိတ်သွားကြပြီးတော့အလောင်းလာကောက်ပါကောက်နဲ့နောက်တစ်ခါလူစုတဲ့အချိန်မှာထက်ကျဲတာနှစ်ချိန်တောင်ကျဲတာဘိုးဘိုးကြီးဒါဆိုရင်တမတော်ကြီးကတော်တော်အုံနောက်တွေကောက်ပါပြီပေါ့ဟုတ်တယ်ဘိုးဘိုးကြီးနှစ်ခါဆိုတော့နှစ်ခါတိတ်တာပေါ့ဟုတ်တယ်ဟုတ်တယ်ဘိုးဘိုးကြီးအော်အော်အော်အကျန်းဖတ်တွေ ။ဒါရောက်အောင်မှမရှိမှငါတို့တိုင်ကြည့်ကြည့်ကအေးချမ်းမှာကိုဟုတ်တယ်ဟုတ်တယ်ကိုကိုတို့လည်းပဲအရာတရားတွေလုံလို့ရမပေါ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်အေးအေးအေးနောက်ပြီးတော့မကွေးတိုင်းပေါင်းမျိုးနဲ့ပလောင်ရွာတို့တဲ့နယ်မြေရှင်းလင်းလာတော့မြမစစ်ကော်မရှင်တပ်မတော်ကြီးကပေါ့ချောင်းအထက်ရွာစုကိုတဲ့နယ်မြေရှင်းလင်းရတဲ့ ေတဲ့သူကတေပြီးတော့အရှင်လဲဖမ်းမိတယ်တဲ့ဖိုးဖိုးကြီးအဲ့ဘာနဲ့အကုတ်ဒေကုတ်နာကောဟုတ်တယ်ဖိုးဖိုးကြီးအဲ့ဒီပြည်ဒီအတေပဲလားဟုတ်တယ်ဖိုးဖိုးကြီးအကုတ်ဒေကုတ်ကြီးပေါ့ဟုတ်တယ်ဖိုးဖိုးကြီးအရှင်လဲဖမ်းမိတယ်တဲ့ဖိုးကြီးအရှင်ဖမ်းမမိနိုင်လေအဲ့အရှင်ကသမိုင်းညွှရအောင်မှာပြီးရင်ထောင်ကြလို့လို့ရင်ပြန်ပြီးတော့အမြတိုင်တခိုးလုံးချင်းလုံးမှာအရှင်နေတိုက်မဖမ်းနဲ့ဟုတ်တာဟုတ်တယ်ဖိုးဖိုးကြီးအဖိုးကဖရာတရားသမားဆိုတော့အသိပဲလိုချင်တယ်လေဟာ ုတ်ကဲ့ဘုံဘုံအေး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 အာကာအဲ့ဒီမှာအကြာဖတ်တွေထပ်မိတယ်တိတ်တယ်ပေါ့ဟုတ်တယ်ဘုံဘုံအေး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 ဘုံဘုံဝိုင်းတာလေကွယ်ပြီးတော့တောင်မဲနဲ့ဒီဘောမှာတဲ့အပြစ်မဲ့ပြည်သူတွေကိုတဲ့တဲ့ရင်ပေဒလန်ဦးဆွတ်ဆွဲကတဲ့အတန်းဘတ် DNA တွေကတဲ့လိုက်ဖမ်းနေတာတဲ့အယောက်30ကျော်သွားပြီတဲ့ဘုံဘုံရဲ့ အဲ့ဒီအကြက်ဘက်တွေကလိုက်ဖမ်းနေတာအောက်တက်ဖိုးဖိုးကြီးအဲ့ဒါကတမ်းတော်ကမသိဘူးလားဒုံးနေဘုံနေမရှိဘူးလားကျဲလိုက်ပါလားအဲ့ဒီနေအဲ့မှာလည်းတိုက်ပွဲဖြစ်နေတယ်လေဖိုးဖိုးရဲ့ဩဩဩဩအဲ့မှာလည်းတိုက်ပွဲတွေဖြစ်နေတာလားဟုတ်တယ်ဖိုးဖိုးကြီးဩဩဩဩဩအဲ့တော့တမ်းတော်ကြီးကနေရာတိုင်းမှာတော့ခြနေတာပေါ့ဟုတ်တယ်ဖိုးဖိုးကြီးဩဩဩဩဩဩပြီးတော့လည်းလေစကိုင်းတိုင်းမင်းကြီးမျိုးနဲ့မြောက်ချွန်းကျေးရွာမှာအကျန်းဖက်ပါလာဖတာဝန်ခံဦးမိုက် ဦးအိုင်နိုင်ခေါ်ဦးသိန်းနံကတဲ့ရွာကန်လင်မယားရန်ဖြစ်တာကိုတဲ့အကြောင်းပြုပြီးတော့ယောက်ျားဖြစ်သူကိုတဲ့ရွာယုံမှာတဲ့ထိတ်တုံးခတ်ထားပြီးတော့သူ့မိန်းမကိုတဲ့တော်တဲ့ခေါ်သွားပြီးတော့မရင်းကျင်းခဲ့တယ်တဲ့ဘိုးဘိုးရဲ့ဟာအဲ့ဒီဘိုးရဲ့တောင်းစားကဘယ်အဖွဲရာတော့ အတန်းဖက်ပလာဖာတောင်ဝင်ကန်တဲ့ဘိုးဘိုးရဲ့ပလာဖာတောင်ဝင်ကန်ဆိုတော့ကစကိုင်းတိုင်းမင်းကင်းပါလေဘိုးဘိုးဟာအန်ဒူဒီကဟာဒီဘက်ဒီမှာပေါ့ခွေးတတောင်းစားတွေကဟုတ်တယ်ဘိုးဘိုးရဲ့ခွေးစိတ်တွေပေါ့နေပြီခွေးကိုကိုးကွယ်တော့ခွေးချင်းခွေးကြံနေကြံကုန်တာပေါ့ဟုတ်တယ်ဘိုးဘိုးရဲ့ဟိုတိုင်းဒီကိုဖြတ်မှအမျိုးဖြတ်မှနဲ့အမျိုးရှုံမှကြီးက မဲခိုးရကနေပြီးတော့အခုအကောင်ကြီးပြစ်ကုန်တာပေါ့ဟုတ်တယ်ဖိုးဖိုးရဲ့မဲတခိုးနှုတ်လိုက်တခိုးကိုကိုးကွယ်တဲ့ခါရတော့ခိုးစိုးနိုင်နေနဲ့အမြမဒိန်လူတက်တွေပဲဖြစ်ကုန်တာပေါ့ဟုတ်တယ်ဖိုးဖိုးရဲ့သူတို့စကိုးကွယ်တဲ့ကိုကအဲ့ဒီအဖွားကြီးကဘာဖြစ်တော့အိုးမော်စတာလေးမကြီးလာပါကြီးလာဟုတ်တယ်အညိုးရုပ်နဲ့အညိုးရုပ်တွေကို ဟုတ်တယ်အခုအဲ့ဒါတွေကိုကိုကတော့လိန်ကိုထိုက်တုံးခတ်တယ်ဟုတ်လားဟုတ်တယ်ဘိုးဘိုးမရကြတော့တော်တဲ့ကိုခေါ်ပြီးမှဒိုင်းကျင်တယ်ဟုတ်တယ်ဘိုးဘိုးရေအဲအဲအဲနှစ်ပါတော်နဲ့ဘိုးဘိုးရေအဲဟုတ်တယ်တော်တော်ရဲ့ရဲ့ဆက်ဆက်ရိုင်းရိုင်းဆိုင်ဆိုင်လူတလိန်ဆန်တွေပဲလူတလိန်ဆန်တွေပဲအသေးဆုံးနဲ့ညံသေးကြမှာအေးမှာနော်ဟုတ်တယ်ဘိုးဘိုးကြီးအဲ့ဒါကိုလေအဲ့ဒါကိုတဲ့ရွာကအမျိုးသမီးတို့ကမကျေနပ်လို့တဲ့အဲ့ဒီအကျန်းဖက်ပါလာ ဟာတာဝန်ခံဦးအိုင်နိုင်ကိုတဲ့ချက်ချင်းဖြုတ်ပေးဖို့စာနာထုတ်ပေါ်နေတယ်တဲ့ဟိုဟိုမဒိန်အကျင့်ခံရတဲ့လူပါအကျင့်ခံရပြီပေါ့ဟုတ်တယ်ဘိုးဘိုးကြီးအော်အော်အော်သိရင်တော့မငရေဦးဇောက်ဖို့တယ်မခွေးမပါပဲသွားမဲ့ကောင်ဖြစ်ပဲဒီလားဟုတ်တယ်ဘိုးဘိုးအေ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 းတိုင်းပြည်ကအဲ့လောက်တော့မင်းသားမကြီးတော့လိုက်ပြီးတော့ပြည့်စည်းကုန်ကြတာလား ဟုတ်တယ်ဘိုးဘိုးရေဩဘိုးဘိုးကဖခင်တရားပဲလုပ်နေတော့အဲ့ဒါတွေသိမ့်မသိဘူးကိုယ်ရေ ဒါပေမဲ့ဘိုးဘိုးရဲ့သူတို့ကဆန္ဒပြရတဲ့သာပြောတယ်အဲ့ဒီလူကိုလည်းဘယ်သူကပြုတ်မှလဲအဲ့ဒီရွာတွေကလည်းအကျန်းဖက်တွေကြီးပဲအားပေးနေတယ်သူတို့နေထိုင်နေတယ်အေးဘောအေးဘောအေးဘောတိုင်ရမယ်မှမသိဘူးအေးဘောအေးဘောဖွင့်နေပြတဲ့အိမ်ကပေါက်ကတ်ရတာဘောနော်ဟုတ်တယ်ဘိုးဘိုးကြီးမကောင်းတဲ့သူအချင်းချင်းမကောင်းတဲ့နေရာမှာရှုတာဘောဟုတ်တယ်ဘိုးဘိုးကြီးကောင်းတဲ့သူကကောင်းတဲ့နေရာမှာရှုတာဘောဟုတ်တယ်လေဘိုးဘိုးအဘောလုံးလုံးသူတော်ကောင်းတွေကဖရတရားမှာရှုမှာဘောဟုတ်တယ်ဘိုးဘိုးကြီး အဲ့လိုမိဇာမကြီးနောက်လိုက်တဲ့ဟာတွေကတော့မရင်းချင်းတရဓမြတိုက်လူတက်အဲ့ဒီဘက်သွားစုမှာပေါ့ဟုတ်တယ်ဘိုးဘိုးကြီးဩဩဩဩဩ တော်တော်နောက်ပြီးတော့ကလေးမျိုးနဲ့ကြံသားရွာအနီးနမ်းမြေရှင်းလင်းနဲ့မြမစစ်ကော်မရှင်တက်မတော်ကြီးနဲ့တဲ့အတန်းဖက် PDF တွေထိတွေ့တိုက်ပွဲနှစ်တိမ်ဖြစ်ပွားခဲ့တယ်တဲ့ပုံပုံရဲ့ဟုတ်တာဟုတ်တယ်ပုံပုံအဲ့ဒါလို့တို့မြမတက်မတော်ကြီးကဘာဖြစ်သွားတာတော့ကိုယ်နိုင်နေတာပေါ့ပုံပုံရဲ့ဟုတ်တာ အဲ့ဒီမှာအတန်းဘတ်တွေ PDF တွေတဲ့အထိနာပြီးတော့တဲ့အလောင်းတွေဆွဲပြီးတော့တဲ့ထွက်ပြေးသွားတယ်တဲ့ဘိုးဘိုးရဲ့ဟို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 အလောင်းတွေကိုတော့ဆွဲပြီးထွက်ပြေးသွားတာဟုတ်တယ်ဘိုးဘိုးရဲ့အဲအဲနောက်ခါအစွဲမခံတော့ဘွယ်တဲ့သူပါတခါလေရှင်းလို့အဲ့တမတော်ကြီးကိုပြောလိုက်ပြလားအဲ့ဒီကြံသားရွာကိုလည်းတဲ့မြမတမတော်ကြီးကထိန်းချုပ်လိုက်ပြီတဲ့ဘိုးဘိုးရဲ့ဩဩဩကလေးပမာရှိတဲ့ကြံသားရွာကိုဒီကဲဘိုးဘိုးရဲ့တမတော်ကြီးကထိန်းချုပ်လိုက်ပြီပေါ့ တ်တယ်ဘိုးဘိုးကြီးဟိုဟိုဟိုကောင်းတယ်ကောင်းတယ်ကောင်းတယ်အတိမအကြံဖတ်တယ်မရှိတော့ဘူးဘောဟုတ်တယ်ဘိုးဘိုးကြီးအကြံဖတ်မရှိရင်တိုင်းပြီကအေးချမ်းမဲငါမီးရနော်ဟုတ်တယ်ဘိုးဘိုးကတော့တောင်းစုတောင်းနာစုမရှိဘူးဟုတ်တယ်အကြံဖတ်တယ်သူရေဆိုးနဲ့ပေးတာကောင်းတယ်လေဟုတ်တယ်ဘုံကြီးသူရေဆိုးနဲ့အမျိုးမျိုးသိအကြံဖတ်တယ်အမျိုးမျိုးရှင်း အတိုင်းမီဒီယာတန့်တော့မှာပေါ့ဟုတ်တယ်ပေါ့ဘူးအမိဇာမနောက်လိုက်တဲ့နောက်နောက်လိုက်တဲ့ခါကြီးတွေမလားဟုတ်တယ်ပေါ့ဘူးလေမိဇာမနောက်ကိုလိုက်တဲ့ခါကြီးတွေဟုတ်တယ်ပေါ့ဘူးအေးအေးတောက်ချောက်တာလိုက်တောက်ချောက်တာလိုက်ငရဲပီတိအားလုံးလိုက်ကြအကြလားဟုတ်တယ်ပေါ့ဘူးညနေညနေတီအေးကောင်းတယ်မြမတက်မလို့ရထိန်းချောက်လိုက်တော့ကောင်းတာဗောဘိုးဘိုးရဲ့သူတို့တွေဘာပဲဖြစ်ဖြစ်လေအင်းဘို့ ပြီးတော့မြောင်ဆန်းဒေသရှိအကြမ်းဖက်အေးအေးသဘုံတွေနေထိုင်တဲ့စခန်းကုန်းအားတဲ့လက်နက်ကြီးပစ်ကူမြေပြင်ထိုးစစ်တွေဆင်ပြီးတော့တဲ့တိမ့်ပိုက်ရရှိခဲ့တယ်တဲ့ဖိုးဖိုးရဲ့ဟုတ်လားဟုတ်တယ်ဖိုးရဲ့မြေမောင်းတော့မတော်ကမဲရတိုင်းကိုအောင်နေတာပေါ့ဟုတ်တယ်ဖိုးဖိုးရဲ့အိုးအိုးအိုးဖျားတရားရဲ့ဂုံကျူးစုပဲကွယ်ငါမီးရဲ့တိလားဟုတ်တယ်ဖိုးဖိုးရဲ့အမျိုးဘာသာသာသနာကိုဆောက်ဆောင်ရင်း ဘယ်နေရာဘူးတော့တော့ဘယ်လမ်းကိုရှောက်ရှောက်ဆူညောင်းခလုံးလုံးမရှိဘူးငါမြည်ရဲ့ဟုတ်တယ်ဟုတ်တယ်ဘိုးဘိုးအဲ့တော့တရားနဲ့ညင်နဲ့လုတ်တတိကိုမလွတ်စေနဲ့ကြားလားဟုတ်တယ်ဘိုးတမတော်သားတွေကိုလည်းပဲအဘိုးတော်ကမေတ္တာပို့ဆူတောင်းရမယ်တတော်ရာတော်ရှိတပါစေအနေနဲ့ပြင်ပါစေဘိုးနော်ဟုတ်ကဲ့ဘိုးဘိုးကတဝူးတာစေတဝူးနာစေမျိုးရှိဘူး အကျားဖတ်ဒီမင်းမြန်သိမင်းမြန်အေးတယ်နော်ဟုတ်ကဲ့ဘုဘအေးမိမိပြီးတော့ကြောင်မဲပင်ဒီကျေးရွာအုပ်စုဖုန်ကြီးကျောင်းကိုတဲ့လေးကျောင်းကနေတဲ့စီရေးအေးယူခဲ့တယ်တဲ့ဘုဘရဲ့အဲ့ဒီမှာတဲ့အတန်းဘက်ပလောင်တွေအတော်များများသေကုန်ကြတယ်တဲ့ဘုဘရဲ့ရှေ့ရေးအရာအရေးယူတဲ့ဆိုတော့ဘုံကျေတာလားဟုတ်တယ်ဘုဘရေဘုံကျေရင်တော့သေကုန်ကြပြီတော့ဟုတ်တယ်ဘုဘရေအေးပလောင်နေလား ။အောက်တက်ဖို့ဖို့။အေးမြားမြားတေမပလူလာပလောင်လာ။ပလောင်နေဖို့။အေးဒီကောင်းနေကအရာ25နှစ်လောက်ကိုတည်တတ်နေတဲ့ဂုတ်တိတ်ကရာကိုဒီကောင်းကြီးကဖြတ်စီးပြလိုက်တယ်လို့အဖို့ကြားတယ်ပေါ့။အောက်တက်ဖို့ဖို့။အေးကောင်းနေကောင်းနေအကြံဖတ်ကိုအကြံပတ်တိုင်းနေနေမှတိုင်းကြီးကအေးမှာပေါ့။ဟုတ်တာဟုတ်တာအကြံဖတ်ဖို့တငယ်ချင်းလိုခေါ်နေဆက်ဆက်နေရင်တော့တိုင်းပြည်ကြီးက ပဲအေးကြမလဲငါအမိရဲ့ဟုတ်ဘူးလားဟုတ်တယ်ဟုတ်တယ်အေးအေးအေးနောက်ပြီးတော့ဖိုးဖိုးရေအခုတလောဘင်္ဂါလီတွေကလေရခိုင်ပြည်နယ်ဘက်မှာခိုးဝင်ဘင်္ဂါလီတွေအများများပြီးတော့တဲ့ရခိုင်ပြည်သူတွေရခိုင်မာလေးတွေကိုလည်းတဲ့မရင်းကျင်ပြီးတော့တဲ့တပ်ပစ်တယ်လို့လည်းကြားတယ်ဖိုးဖိုးရဲ့အော်အဲ့ဒီခိုးဝင်ဗဂန်လီမူဆန်လက်ကောင်းလေးကဟုတ်တယ်ပေါ့ပေါ့နိုင်ရတကာမှာပတ်ပြီးတော့အဲ့ဒီလိုမင်းကြီးကိုကျူးကျော်နေတာ အောက်တက်ဖို့ကိုတို့ဗမာပြည်တဲ့ကိုတကောင်းဝင်းတကောင်းရှင်းရမှာတကောင်းမှာအဝင်မခံနဲ့ကြလာဟုတ်ကဲ့ဘုရားအဲ့ဒီကလားတွေကတခါမင်းမယူအယောက်၁၀ယောက်၁၅ယောက်လောက်ယူပြီးလို့ရှင်လို့ချင်းဒလက်ဆက်လောက်တော့တာအဲ့ဒီမင်းမကိုဟုတ်ကဲ့ဘုရားအဲ့ဒီမင်းမက၆လတဲ့ချိန်လောက်ဖင်နေရနေပြီးတော့အကောင်ပလောင်အများကြီးထုတ်ပြီးမွေးပြရတာတနေ့ကို၂သားလောက်ချနေတာ ုတ်ကဲ့လူဦးရေကိုပိုးစုံပတ်ဆက်ပေါက်ဖွားပြီးတိုင်းပြည်ပေါ်မှာလောက်ကောင်းလေးကိုတွေ့ကပ်ပြီးတော့နောက်ဆုံးမျိုးသွားမှာဟုတ်ကဲ့ဘုသဘောပေါက်လားဟုတ်ကဲ့ဘုအမျိုးဘာသာသာသနာတည်တမ်းဘုကဒီလိုတကောင်တွေ့တကောင်ချင်းမှရမှာဟုတ်ကဲ့ဘုအခုရခိုင်ပြည်နယ်ဘက်ကိုဘင်္ဂလားဘင်္ဂလီလားဟာဘင်္ဂလီတွေအေးအဲ့ကိုရတော့ကမော်ဆလင်ကောင်းနေတာဟုတ်ကဲ့ဘုအေးအဲ့ဒီကောင်တွေရောက်တော့ ရခိုင်မတွေကိုတယောက်တွေ့တယောက်ချလိုက်တတ်လိုက်မရိကျင်လိုက်လုပ်တယ်ရခိုင်မျိုးကိုလာဖြုတ်တာပေါ့ဟုတ်တယ်အေးရခိုင်တတိထားကြတတိထားကြနော်မင်းတို့မဥယျာဉ်တော်မင်းတို့ခံရမယ်မင်းတို့ဥမမင်းတို့ရမယ်သဘောပေါက်လားဟုတ်ကဲ့ပူအေးဒီချိန်ဒီခါလဲတမတော်နဲ့ကလည်းပဲအုတ်ချုပ်မှုနဲ့လစ်လက်နေတဲ့အချိန်နော်ဟုတ်ကဲ့ပေါ့မင်းတို့အဲ့မှာရှင်းနေဆိုလို့ရှိရင်မင်းတို့ဘာဥတွေကလောလောဆယ်မရှိဘူး တမလောကပြန်ထိန်းလိုက်တဲ့အချိန်ကြောင့်မှဆိုရင်တော့မင်းတို့ဥပဒေတွေရှိတယ်။အခုမင်းတို့တမလောကလည်းမထိန်းသိမ်းတဲ့အချိန်ဒီလက်လော့ထားရတဲ့အချိန်ဒီအေးအေးကထိန်းသိမ်းတဲ့အချိန်ဒီမှာမင်းတို့မှာအခုရေးကောက်မှုရှိတယ်ရခိုင်သားတွေရဲ့နော်။ဟုတ်ကဲ့။အဲ့တော့မင်းတို့ပြည်နယ်ကိုလာကြည့်ကြော်တာမှန်တယ်မှန်တိတ်အောက်တွေ့တိတ်အောက်ရှင်း နော်ဟုတ်ကဲ့ပေါ့ပေါ့တယောက်တယောက်ရှင်အဲ့ဒါဆိုလို့ရှင်မင်းတို့အမျိုးဘာသာတန်တနာမင်းတို့ရခိုင်ပြည်ကိုစောက်ရှောက်ရရမယ်ရခိုင်လူမျိုးတစ်မျိုးလုံးကိုစောက်ရှောက်ရရမယ်ဟုတ်ကဲ့မင်းတို့အဲ့ဒါတွေတယောက်တွေ့လို့တယောက်ရှင်ရင်တော့မင်းတို့ အမျိုးလုံးပြုတ်မယ်ဆိုတာအဲ့ဒါမှတ်ထားဖို့လိုတယ်ငါမိရဲ့ဒီလားဟုတ်ကဲ့ဘုံဘုံရခိုင်နေဘလို့ရှင်းမလဲဆိုတာဆက်ဆောင်ကြည့်ရမယ်နော်ဟုတ်ကဲ့ဘုံဘုံအဲ့ဒီမှာလဲတဲ့အတန်းဖက်အေးအေးနဲ့တဲ့ခိုးဝင်ပင်ကားလီတွေနဲ့လဲတိုက်ပွဲတွေဖြစ်နေတယ်လို့ကြားတယ်အေးအဲ့ဒီတိုက်ပွဲဖြစ်နေတဲ့အချိန်မှာတိုက်ဟုတ်တွေတယောက်ရခိုင်ကတယောက်ရခိုင်ကောင်းနေတယောက်တွေတယောက်ရှင်းအမမဟုတ်ကောကောတော့မကောလို့ရှင်မင်းတို့ပြီးခင်မှာဒီကောင်တွေကအူဆိုးသွားနေတယ် နော်ဟုတ်ကဲ့ပုဂ္ဂိုလ်ဒီကောင်ကြီးမှာတွက်လာတဲ့မိန်းမတွေကတားမွေးဆက်တွေတားဖောက်ဆက်တွေနော်အနကားထားတာမို့တနေ့နှစ်ကားချနေတာဟုတ်ကဲ့ပုဂ္ဂိုလ်အေးအဲ့လိုရှိရမမီးရနော်အဲ့ဘက်ကိုနည်းနည်းတရိထားကြမှာဟုတ်ကဲ့ပုဂ္ဂိုလ်အဲ့ဒီဘဂလီကြီးကြီးထွားသွားလို့ရှိရင်တိုင်းပြည်ကတော်တော်နစ်နာသွားနိုင်မယ်ဟုတ်ကဲ့ပုဂ္ဂိုလ်လာတဲ့ကောကစောက်စုပ်ပြတ်တတ်တဲ့စိတ်တက်ကစားအောက်တန်းစားနဲ့လာတာပြီးတော့ပြီးတော့မှနေမီတောင်းပြီးတော့မှတိုင်းရင်းသားတွေပါလို့တော့မှာ ဟုတ်ကဲ့ဒီကောင်တွေကဒုအင်းအားများရင်တဘောပေါက်လာတာဟုတ်ကဲ့ပူပူအဲအဲအဲကိုပြင်းနဲ့ကိုအမျိုးကိုဖာသားကိုစောက်ရှောက်အောင်ကြားလာဟုတ်ကဲ့ပူပူအဲ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 ပြီးတော့လဲကြောင်မဲလဲတဲ့မကြခင်ရတော့မဲတဲ့ပူပူရဲ့ဟုတ်လားဟုတ်တယ်ပူပူရဲ့ကြောင်မဲကမကြခင်ရတော့မှာဆိုတော့အဲကြောင်မဲနေပြီးသူတွေကစိတ်ချမ်းသာတော့မှာပေါ့ဟုတ်တယ်ပူပူရဲ့အော်အော်အော်ကောင်းနော်ကောင်းနော်ကောင်းနော်တမတော်ကြီးကအဲ့လောက်ချွန်းဆန်းတမန်တိုက်ပြီးနေတာကိုဘာဘာပိုင်ကား ယေရှုတင်မရတဲ့လို့နော်ဟုတ်ကဲ့အေး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 ပြီးတော့ကရင်ပြည်နယ်မြောက်ရီမြို့လေးကေကော်ဒေတာကိုတဲ့မြမတက်မတော်ဒီကတဲ့စစ်ကြောင်းထိုးတဲ့တိုက်ခိုက်တာတဲ့ KNU တွေ KNN တွေတဲ့အဲ့ဒီအဖွဲ့တွေကိုတဲ့တက်မတော်ကလေးချောင်းတွေလက်နက်ကြီးတွေဒရုန်းတွေမစ်ဆိုင်းတွေနဲ့တဲ့ နေညာမပြတ်9ရက်ရှိပြီတဲ့ဘိုးဘိုးရဲ့ဟုတ်လားဟုတ်တယ်ဘိုးဘိုးရေအဲ့ဒီမှာတော်တက်မှာဇာတိလည်းတော်တော်ပင်ပန်းမှာပဲနော်ဟုတ်တယ်နော်ဘိုးဘိုးအေးအဲ့ဒီနေရောကိုနိုင်ဝါရင်လည်းပဲအဲ့ဓမ္မရောသားတွေကအဲ့မှာနေမှာမဟုတ်တာဟုတ်တယ်ဟုတ်တယ်ဘိုးဘိုးတို့ကရင်ပြည်သူတွေပဲနေဖို့ရအောင်သွားတိုက်ပေးတာဟုတ်တယ်ဟုတ်တယ်နော်နေရတကမှာတက်မရောသားတွေက တော်တော်ကိုပေးဆက်မှုကြီးကြတာပဲနော်ဟုတ်ကဲ့ဘူးအေးနဲနဲနော်ဝေတွေးတွေမဟုတ်ဘူးတတ်မလို့သားတွေကနော်ဟုတ်ကဲ့အမီအေဂျင့်အောင်လောက်ရတာတော်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 ဂုံယူပါတယ်အဖိုးဂုံယူရည်ကြည့်လားဟုတ်ကဲ့ဘူးဟာအဖိုးကအရင်လိုငငယ်ဆိုရှေတန်းကတိုက်တယ်အဖိုးကဟုတ်ကဲ့ဘူးဘုံမလဲအဖိုးတတိကပဲနဲမတော့အဖိုးချချက်ဆိုလန်ထွက်သွားမှာဟုတ်ကဲ့ဘူးတခြားလူမကြည့်နဲ့မင်းအဖွားကိုပဲကြည့် ီ16ယောက်ရပြီးသားဟုတ်လားဘာဆိုင်လို့လဲဖို့ကိုရအဲ့ဟုတ်ပါပဲအဖိုးဘယ်အဖွားဆိုတတိရသွားလို့ပါကွယ်အဖိုးချရမယ်အဖွားကကလေး16ယောက်လောက်ရထားတာဆိုတော့အဖိုးတတိကဇဲသွားတာငဲမှုပြန်သွားတာငာမီရအဖိုးငငယ်ဆုံးကဆိုအဲ့ဒီနေရာကိုပွားချတယ်တိလားဟုတ်ကဲ့အေးအေးအေး မြောက်ရီဒီဓာတ်ရိုက်ပေါက်သွားရင်တော့ KNU တွေဘဝကပြီးဆုံးသွားပြီပေါ့ဘိုးကြီးနော်အေးဘောအခုလေဒီကောင်းကြီးဆုံးပြတ်တယ်ဘဲဟဲရွေးကောက်ပွဲကိုဝတ်ဒီဟာတွေနှောက်ချက်မဲ့လုံတော့ဟိုတတ်မလို့ကစော်ပြီပေါ့ဟုတ်တယ်ဘိုးအေးကောင်းနော်ကောင်းနေငါပြီးတော့လေဒီမော့ဆိုဖရူဆိုဘက်မှာစစ်တောင်းထိုးနေတဲ့မြမစစ်ကော်မရှင်တတ်မတော်ကြီးကတဲ့ဘောလက်ခဲကိုရောက်ရှိနေပြီတဲ့ဘိုးဘိုးရဲ့ဟောဘောလက်ခဲရောက်ရှိနေပြီဆိုတော့ တက္ကနောကြီးကနေရာတိုင်းမှာအောင်ဝဲတွေရှိနေတယ်ဆိုတဲ့သဘောပေါ့ဟုတ်တယ်ဘုဘူအေးကောင်းတယ်ကောင်းတယ်ကောင်းတယ်ငါမင်းကောင်းတယ်ကောင်းအဲ့ဒီဘောလက်ခဲမှာလဲတဲ့တက်မရောကတဲ့အကျန်းဖက် KNDF တွေကိုတဲ့ကောင်းကောင်းတိုက်ထုတ်နေတယ်တဲ့အိုးစိတ်ချသာလိုက်တာစိတ်ချမ်းသာလိုက်တာအဲ့ဒါဖရားတရားကြီးလူပဲအဲ့ဒါကတမန်တမန်သမတ်ကြလို့အောင်မဆင်ရတာသိလား ဟုတ်ကဲ့ဘူးနော်တက်မလို့ကြီးကခေါင်းနဲ့ခေါင်းနဲ့အေးအမေနဲ့အောင်းမစီအောင်းမနောက်ပြီးဒီမောဆိုးတောင်ပိုင်းနဲ့အနောက်ပိုင်းကိုတဲ့မြမတက်မတော်ကြီးကစစ်ကြောင်းထိုးနေပြီးတော့တဲ့နောက်ထပ်မြောက်ဘက်ကိုလဲတဲ့စစ်ကြောင်းတစ်ကြောင်းအစ်စ်ထပ်ထိုးနေတယ်တဲ့ပူပူရဲ့ဩဒါဆိုအောင်းမကြီးဒါအကောင်းလို့စစ်ကြောင်းကြီးအများကြီးပတ်ထိုးတာဗောဟုတ်တယ်ဟုတ်တယ်ပူပူရဲ့အကံဖက်တွေဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ပြေးလီလို့တက်မတော်ကဟိုဘက်စစ်ကြောင်းနဲ့လိုက်ရဒီဘက်စစ်ကြောင်းနဲ့လိုက်ရ အဲ့ဒါလိုလိုက်နေတာနေမှာတော့ငါ့ဟုတ်တယ်နော်ကိုကိုအေးအေးအကျန်းဖက်တွေလည်းပြီးပြီးရပြီးရကောင်းတယ်ကောင်းတယ်အဲ့ဒါတိုင်းပြည်ကမြန်မြန်ငြိမ်းချမ်းတော့မှာပေါ့နော်အေးဘောဓာဘီငြိမ်းချမ်းမှာအမျိုးဘာသာသာသနာနဲ့အဖို့တို့လည်းပဲအလူအတိုင်းကြီးလုပ်လို့ရမှာပေါ့ငါမြူရနော်